မင်္ဂလာပါမိတ်ဆွေတို့ Global Burma YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။လက်ရှိဖြစ်ပွားနေတဲ့ Israel Iran စစ်ရေးအပြန်အလှန်တိုက်ခိုက်မှုတွေကိုတော့မိတ်ဆွေတို့သတင်းတွေမှာတွေ့မြင်ကြားသိပြီးဖြစ်မှာပါ။ခါသီးတဲ့ဒီနိုင်ငံခြားဆက်ဆံရေးကအခုနှစ်ပိုင်းမှာမှရုတ်တရက်ဆိုးရွားလာတာတော့မဟုတ်ပါဘူး။ဆယ်စုနှစ်ချီခါသီးတဲ့ဒင်းမာမှုတွေပြိုင်ဆိုင်မှုတွေကအမြင့်တွယ်နေပြီးသားပါ။ ဒါပေမဲ့အခုဗီဒီယိုရဲ့ခေါင်းစည်းအတိုင်းပါပဲလက်ရှိရန်ဘတ်နှစ်နိုင်ငံဟာအရှိအလယ်ပိုင်းဒေသအတွင်းမှာဆက်ဆံရေးကောင်းမွန်ခဲ့တဲ့မိတ်ဖက်နိုင်ငံတွေဖြစ်ခဲ့ကြဘူးတယ်ဆိုတဲ့သမိုင်းကိုတော့မိတ်ဆွေတို့စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်မိတ်ဆွေကနေရန်သူဖြစ်သွားတဲ့အစ္စရေးနဲ့အီရန်တို့ကြားကစိတ်ဝင်စားပွဲရာသမိုင်းကြောင်းကိုတော့အခုဗီဒီယိုထဲမှာဆက်လက်သုံးသပ် တင်ဆက်သွားမှာပါအရင်ဆုံးခစ်သစ်အစ္စရေးနိုင်ငံစတင်တည်ထောင်ခဲ့တဲ့1948ခုနှစ်ကနေပြန်ပြောရပါလိမ့်မယ်အရှိအလယ်ပိုင်းဒေသမှာအစ္စရေးဆိုတဲ့ဂျူးလူမျိုး နိုင်ငံတစ်တခု ပေါ်ပေါက်လာတာကိုဒေသတွင်းအာရပ်နိုင်ငံတွေနဲ့မွတ်စလင်နိုင်ငံ အများစုကခါခါတီတီဆန့်ကျင်ခဲ့ကြပြီးအီဂျစ်၊ဆီးရီးယား၊ဂျော်ဒန်၊အီရတ်နဲ့တခြားအာရပ်အင်အားစုတွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့်အစ္စရေးနိုင်ငံ တီထောင်ခဲ့တဲ့ပထမဆုံးနှစ်မှာတင်1948အာရပ်အစ္စရေးစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့စစ်ပွဲအပြီးမှာလည်းနောက်ဆယ်စုနှစ်အတန်ကြာအာရပ်နိုင်ငံတွေနဲ့အစ္စရေးတို့အကြားခါတိမှုတွေစစ်ရေးပဋိပက္ခတွေဆက်လက်တည်ရှိနေခဲ့ပြီးနောက်ထပ်စစ်ပွဲတွေလည်းထပ်မံဖြစ်ပွားခဲ့တာပါ။ဒါ့ပြင်အီရန်ကတော့တူရကီပြီးရင် အစ္စရေးနိုင်ငံကို စောလင်စွာအတိအမှတ်ပြုခဲ့ပြီးတန်တမန်ဆက်ဆံရေးတည်ထောင်ခဲ့တဲ့ဒုတိယမြောက်မွတ်စလင်နိုင်ငံဖြစ်ပါတယ်။ယနေ့လက်ရှိအချိန်ကာလမှာတော့ကျွန်တော်တို့အိန္ဒိချင်းဘင်္ဂလားဒေ့ရှ်အာဆီယံနိုင်ငံတွေ ဖြစ်ကြတဲ့မလေးရှားဘရူနိုင်းအင်ဒိုနီးရှားတို့အပါအဝင်မွတ်စလင်နိုင်ငံ အများစုကအစ္စရေးကိုတရားဝင်အတိအမှတ်မပြုဘဲတန်တမန်ဆက်ဆံရေးမတီထောင်ကြသေးတာကို ကြည့်ရင်အီရန်နဲ့အစ္စရေးနှစ်နိုင်ငံကြား အစောပိုင်းကာလတွေတုန်းကဆက်ဆံရေးတော်တော်အဆင်ပြေခဲ့မယ်ဆိုတာမိတ်ဆွေတို့သတိပြုမိပါလိမ့်မယ်။အဲကာလတွေတုန်းကအစ္စရေးနဲ့အီရန်ကြားမှာနှစ်နိုင်ငံလုံးကိုအပြန်အလှန်အကျိုးဖြစ်ထွန်းစေမဲ့သဘောတူညီချက်တွေဘုံအကျိုးစီးပွားတွေလည်းရှိခဲ့တာပါ။1980ပြည်လွန်ကာလတွေအထိရှားပရင်အုပ်ချုပ်မှုအောက်အီရန်ကမွတ်စလင်နိုင်ငံဖြစ်ပေမဲ့ အနောက်တိုင်း liberation နဲ့အငွေအသက်တွေအများကြီးရှိခဲ့တာပါအဲ့ဒီအချိန်ကအီရန်နိုင်ငံကလည်း Israel လိုပဲ Egypt အီရတ်တို့နဲ့ဆက်ဆံရေးအဆင်မပြေပါဘူးအီရန်ကအာရဗ်အင်အားကြီးနိုင်ငံတွေကိုတံပြန်မှု Israel နဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပါလှုပ်ဆောင်ခဲ့တာပါအဲ့အချိန်ကအီရန်ထောက်လှမ်းရေး agency ဖြစ်တဲ့ Safet ကို Israel ရဲ့နာမည်ကျော် Mossad ထောက်လှမ်းရေးကတော့လက်ကျင့်ပေးခဲ့ပါသေးတယ်တစ်ဖက်မှာလည်း အစ္စရေးနိုင်ငံအတွက် အရေးကြီးတဲ့ရေနံလိုအပ်ချက်ကိုအီရန်ကနေရရှိခဲ့တာပါ။ဒါပေမဲ့1996ခုနှစ်အရောက်မှာတော့အရာရာအားလုံးဟာပြောင်းပြန်ဖြစ်သွားပါတော့တယ်။1996ခုနှစ်မှာတော့အီရန်မှာခေတ်ပြောင်းတော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီးရှားဘရင်အုပ်ချုပ်မှုအဆုံးသတ်သွားခဲ့ပါတယ်။အစ္စလာမ်ဘာသာရေးခေါင်းဆောင်အယာတိုလာခိုမေနီက နိုင်ငံအုပ်ဆောင်ဖြစ်လာပြီးအီရန်ဟာအနောက်ရိမ်းနိုင်ငံ အဖြစ်ကနေတင်းကျပ်တဲ့ရှာရီယာဥပဒေနဲ့အုပ်ချုပ်တဲ့အစ္စလာမစ်သမ္မတနိုင်ငံအဖြစ်ပြောင်းလဲသွားခဲ့တာပါခိုမေနီကအနောက်နိုင်ငံများနဲ့အစ္စရေးကိုပြင်းပြင်းထန်ထန်စန့်ကျင်ခဲ့ပြီးအစ္စရေးကိုသေးငယ်တဲ့စာတန်မိတ်ဆာအမေရိကန်ပြည်အောင်စုကိုတော့အကြီးသားစာတန်မိတ်ဆာလို့သတ်မှတ်ခဲ့တဲ့အထိပါပဲအီရန်ကအစ္စရေးနဲ့ ဆက်ဆံရေးအားလုံးကိုဖျက်တောက်ဖြစ်ခဲ့ပြီးတီဟီရန်မှာရှိတဲ့အစ္စရေးတန်ရုံကိုပါလက်စတိုင်းတန်ရုံအဖြစ်ပြောင်းလဲဖြစ်ခဲ့ပါတယ်။အဲဒီအချိန်မှာပါလက်စတိုင်းလွမြောက်ရေးလက်နက်ကင်လှုပ်ရှားမှုကလည်းအရှိန်ရစာပြုနေပါပြီ။ခိုမေနီကအီရန်ကိုပါလက်စတိုင်းလူမျိုးများအပါအဝင် ဖိနှိပ်ခံနေရသောမွတ်စလင်များရဲ့ကက်တင်ရှင်ချန်ပီယံအဖြစ်ပုံဖော်ခဲ့ပြီးလက်ဘနွန်ကဟစ်စ်ဘိုလာ ဂါဇာကမ်းမြောင်ဒေသကဟားမတ်စ်တို့လိုပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကိုအကြီးအကျယ်ထောက်ပံ့ပေးခဲ့ပြီးအရှိအလေပိုင်းတစ်ခွင်အစ္စရေးစန့်ကျင်ရေးလက်နက်ကိုင်လှုပ်ရှားမှုကို အရှိန်မြှင့်တင်ပေးခဲ့ပါတယ်။တစ်ချိန်က မဟာယံဘက်အီဂျစ်လို နိုင်ငံမျိုးနဲ့တောင်ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးပုံမှန်ဆက်ဆံရေးထူထောင်နိုင်ခဲ့တဲ့အစ္စရေးအတွက်ကတော့ဒေတာတွင်အဓိကယံဘက်ကအီရန်ဖြစ်လာပါတယ်။ အီရန်ရဲ့အစ္စရေးနိုင်ငံကိုမြေပုံပေါ်ကဖျောက်ပစ်မယ်ဆိုတဲ့လူသိရှင်ကြားချိန်ဝါမှုတွေနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရန်စ조사လာမှုတွေကြောင့်အီရန်ကိုအစ္စရေးနိုင်ငံရဲ့ရှင်သန်တည်ရှိမှုအတွက်အ धिक ချိန်ချမှုတစ်ခုအဖြစ်ရှုမြင်လာခဲ့တာပါအဲ့ဒါကြောင့်လက်ရှိဒီနှစ်နိုင်ငံကြားကခါတိမှုတွေရန်စတွေရဲ့အစကတော့1996ခုနှစ်အီရန် Islamic ဒေါ်လာရေးလို့အကြမ်းပြင်းကောက်ချက်ချနိုင်ပါတယ်1980ကျော်ကာလတွေကစပြီးအစ္စရေးနဲ့အီရန်တို့ဂျာဂန်တိုက်ပွဲ proxy war တွေနဲ့အပြန်အလှန်လက်အိုးမှုရယူတိုက်ခိုက်ဖို့ကြိုးစားလာခဲ့ကြတာပါအစ္စရေးကအီရန်ရဲ့နျူကလ িয়ার ပိုင်ဆိုင်မှုစ조사အထောက်မှုအစီအစဉ်ကိုမအောင်မြအောင်အဆက်မပြတ်နှောက်ရှက်တိုက်ခိုက်ခဲ့ပြီး2010ခုနှစ်မှာ အီရန်ရဲ့ centrifuge များကိုအနှောက်အယှက်ဖြစ်စေခဲ့တဲ့ Stuxnet virus နဲ့တိုက်ခိုက်မှု2020ခုနှစ်မှာ Motion Fargradex ကဲ့သို့သောအီရန်ရဲ့အရေးပါတဲ့ nuclear သိပ္ပံပညာရှင်များကို လုံခြုံမှုအဆရှိသဖြင့်နီလန်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့ပါတယ်။အီရန်ကတော့ Hezbollah နဲ့ Hamas တို့လိုအဖွဲ့တွေကိုလက်နက်နဲ့ရန်မုံငွေထောက်ပံ့ပေးပြီး Israel ကို တွယ်ဝိုက်တိုက်ခိုက်ခဲ့တာပါ။အီရန်ကနေ့ ဟစ်ပိုလာကိုလက်နက်ထောက်ပံ့မှုတွေရပ်တန့်နိုင်မှုအစ္စရေးကစီးရီးယားမှာလေကြောင်းတိုက်ခိုက်မှုတွေကိုယာနဲ့ချီပြီးပြုလုပ်ခဲ့ပါတယ်။လက်ဘနွန်မှာတော့အီရန်ထောက်ပံ့ပေးထားတဲ့ဟစ်ပိုလာအဖွဲ့ကအစ္စရေးနိုင်ငံအတွင်းကိုဒုံးကျည်များနဲ့ချိန်ဖန်များစွာပြစ်လွတ်တိုက်ခိုက်ခဲ့တာပါ။လက်ရှိအချိန်ထိအဆုံးမသတ်နိုင်ပျက်စီးဆုံးရှုံးမှုကြီးမားလာတဲ့ဂါဇာစစ်ပွဲကို စတင်စေခဲ့တဲ့2023ခုနှစ် အောက်တိုဘာလ9ရက်ဂါဇာကမ်းမြောင်ဒေသကနေဟာမတ်စ်ရဲ့အစ္စရီအပေါ်တမိုင်းတွင်တိုက်ခိုက်မှုကြီးမှာအီရန်ရဲ့ဟာမတ်စ်အပေါ်ပံ့ပိုးကူညီပေးမှုကအဓိကနေရာက ပါဝင်ခဲ့ပါတယ်။2024ခုနှစ်အတွင်းမှာတော့နှစ်နိုင်ငံကြားတင်းမာမှုတွေကပိုပိုဆိုးရွားလာခဲ့ပါတယ်။2024ခုနှစ်ဧပြီလ1ရက်နေ့မှာအစ္စရီရဲ့ ်ဆီးရီးယားနိုင်ငံမြို့တော်ဒမက်စကတ်ကအီရန်ကောင်စစ်ဝေယုံကိုဘုံချဲတိုက်ခိုက်မှုမှာအီရန်ထိတ်တန့်စစ်ဖက်အရာရှိကြီးတွေအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုလက်တုပ်ပြန်တဲ့အနေနဲ့အီရန်ကဧပြီလ23ရက်နေ့မှာအစ္စရေးနိုင်ငံထဲကိုဒရုန်းနဲ့ဒုံးကျည်ပေါင်း300ကျော်ကိုပစ်လွတ်တိုက်ခိုက်ခဲ့ပြီးအဲတိုက်ခိုက်မှုကအီရန်ရဲ့ပထမဆုံးအခြေအစ္စရေးအပေါ်ဒိုက်ရိုက်တိုက်ခိုက်မှုကြီးဖြစ်ပါတယ် 2024ခုနှစ်ဇူလိုင်လမှာတော့အစ္စရေးကအီရန်မြို့တော်တီဟီရန်မှာဟာမတ်စ်ခေါင်းဆောင် အစ်စမီဟာနီယာလဗနွန်နိုင်ငံဘေရွတ်မြို့မှာဟက်စ်ပိုလာခေါင်းဆောင် ဟာဆန်နာဆရာတို့ကိုလုံခြံရှင်းလင်းခဲ့တာတွေကြောင့်တင်းမာမှုတွေက ပိုပိုဆိုးလာခဲ့ပါတယ်။အီရန်ကလည်း2024ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာအစ္စရေးကိုဒုံးကျည်200နီးပါးပစ်လွှတ်ပြီးတံပြန်တိုက်ခိုက်ခဲ့တာပါ။ အစ္စရေးကလည်း2024ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာအီရန်စစ်ဖက်ဆိုင်ရာပစ်မှတ်တွေကိုတုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးကတော့အခုအားလုံးသိတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်း2025ခုနှစ်ဇွန်လ23ရက်နေ့မှာတော့အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စက်ရုံများနဲ့ဒုံးကျည်များ စုဖွဲ့ရာနေရာများကိုအကြီးအကျယ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးအီရန်ကလည်းအစ္စရေးမြို့တော် Tel Aviv ကို ြင်းပြင်းထန်ထန်လက်တုပ်ပြန်တိုက်ခိုက်ခဲ့တာပါနှစ်နိုင်ငံကြားအကြီးအကျယ်စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမဲ့အလားအလာရှိနေလို့တကဘာလုံးကစိုးရိမ်မှုကြီးစွာနဲ့စောင့်ကြည့်နေရပြီဖြစ်ပါတယ်ဒီနှစ်နိုင်ငံအကြားဖြစ်လာမဲ့စစ်ပွဲကပုံမှန်နိုင်ငံနှစ်ခုကြားကဒေတာတွင်ဆိုင်ရာစစ်ပွဲတစ်ခုဆိုတာထက်အများကြီးပိုပါတယ်စစ်ပွဲပုံမှန်ပြင်းထန်လာတဲ့အများကဘာရေနံလောင်စာစီဈေးကွက်အပေါ် တက်ရောက်မှုကြီးမားလာမှာဖြစ်ပြီးလောင်စာစီဈေးနှုန်းကြီးမြင့်မှုတန်ကိုဒေသအသီးသီးကပြည်သူတွေခံစားကြရအောင်ပါဒါအပြင်ကမ္ဘာအင်အားကြီးစူပါပါဝါနိုင်ငံတွေရဲ့နောက်ွယ်ကပါဝင်ပတ်သက်မှုကလည်းစိုးရိမ်စေရပါဣသရေးနောက်မှာအမေရိကန်ပြည်အောင်စုရှိနေသလိုအီရန်ကလည်းရုရှားတရုတ်တို့နဲ့မဟာမိတ်ပါအခုလက်တလောဣသရေးရဲ့တိုက်ခိုက်မှုတွေရဲ့နောက်ွယ်မှာ အမေရိကန်နဲ့အနောက်နိုင်ငံတချို့ပါဝင်နေတယ်လို့တော့အီရန်ကဆွဆွဲထားပြီးလိုအပ်တယ်လို့လက်တုံပြန်သွားမယ်လို့တော့ကြုံဝါထားပါသေးတယ်ပုံမှန်တွက်ကိန်းနဲ့ဘွားခံမှန်းလို့မရတဲ့တမရဒေါ်နယ်ထရန့်အခုဖြစ်စင်မှာဘလို့ပုံစံနဲ့ဝင်ရောက်ဖြစ်ရှင်အောင်မလဲဆိုတာကိုလည်းစောင့်ကြည့်ရအောင်မှာပါ မိတ်ဆွေတို့အနေနဲ့လည်းအခုလောက်ဆိုရင် အစ္စရေးနဲ့အီရန်တို့မိတ်ဆွေဘဝကနေရန်သူဖြစ်သွားတဲ့စိတ်ဝင်စားပွဲဟာ သမိုင်းကြောင်းကိုတော့အထိုက်လျောက်သိရှိသွားပြီလို့ထင်ပါတယ်။လက်ရှိမှာတော့တန်တမန်ရေးဂျားဝင်ညှိနှိုင်းမှုတွေနဲ့ဒီနှစ်နိုင်ငံကြားပြည်လဲရေးလမ်းစဖက်ပေါ်လာနိုင်မလား။ဒါမှမဟုတ် တနိုင်ငံနဲ့တနိုင်ငံ အပြုတ်တိုက်နိုင်မှပြီးမှာပါဆိုတော့နောက်ကျောင်းပြန်မလှည့်နိုင်တဲ့စစ်ရေးလမ်းကြောင်းပေါ်ရောက်နေပြီလားဆိုတာကိုတော့ရှင်တမမနဲ့ဆက်လက်စောင့်ကြည့်ရပါဦးမယ်။မိတ်ဆွေတို့အနေနဲ့ အခုဗီဒီယိုတွေက အကြောင်းအရာတင်ဆက်မှုတွေကိုသဘောကျနှစ်သက်တယ်ဆိုရင် လက်တလောဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံကြီးစိတ်ဝင်စားပွဲ အကြောင်းအရာတွေနဲ့ဆက်ဆက်သမိုင်းဖြစ်စဉ်တွေကိုသုံးသက်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Global Burma YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးသွားပါအောင်စိတ်ဝင်စားပွဲအကြောင်းအရာတစ်ခုကို နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါဦးမယ်အဆုံးအထိကြည့်ရှုပေးခဲ့တဲ့အတွက် Chesu